ရခိုင်ပြည်နယ်မှာမြို့နယ်တစ်ခုပြီးတစ်ခုတိမ်းလာခဲ့တဲ့ရခိုင်တပ်တော်အေအာအခုဆိုရင်ပဲခူးမာကစတပ်တိမ်းလာအခုဒုတိယမြောက်တစ်ခါထပ်တိမ်းလိုက်နေပြီပဲခူးတိုင်းဗန်းတောင်းမြို့နယ်ရှိညောင်ကျိုးစစ်ကောင်စီတပ်စခန်းကိုအေအူဆောင်တော်တော်နိုင်တပ်များကတိမ်းပိုက်ရရှိသွားပြီးဖြစ်ကြောင်းတော်နိုင်သတင်းရင်းမြစ်ကရန်ကုန်ခရစ်တဲ့သတင်းထဏာကပြောဆိုတဲ့ဇန်နဝါရီလမှစတင်ပြီးပဲခူးတိုင်းဗန်းတောင်းမြို့နယ်ညောင်ကျိုးတပ်စခန်းတွင်အေအနှင့်စစ်ကောင်စီတပ်များအကြတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းရင်းနောက်တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်များကလေကြောင်းမှတဆင့်အကြီးအကျယ်ခုခံခဲ့ကြောင်း တို့ရည်တိုက်ပွဲများနှစ်လလီးပါးကြာမြင့်လာခြင်းတွင်စစ်ကောင်စီတပ်များမှညောင်ကျိုးစခန်းမှစတင်ဆုတ်ခွာပြီးယနေ့တွင်မူအပြစ်တပ်စခန်းတစ်ခုလုံးကိုတင်ပတ်ရရှိသွားပြီးဖြစ်ကြောင်းသိရှိရသည်မလ17ရက်နေ့ကညောင်ကျိုးစခန်းကနေစစ်တပ်ကစဆုတ်ခွာလာအခုတော့စခန်းရသွားပြီလို့ကျင်းနန်းရတယ်ဟုတော်လှန်ရေးတရင်မြစ်ကပြောဆိုတယ်အေကရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နှင့်ထိစပ်လျက်ရှိသောဘုဂိုးတိုင်းပန်းအောင်မြို့နယ်မှ မိုးထီတောင်စခန်းကိုဇန်နဝါရီ26ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ဒုတိယမြောက်စခန်းဖြင့်ညောင်ကျိုးစခန်းကိုသိမ်းပိုက်ရရှိသွားခြင်းဖြစ်သည်။ရောင်ခင်းသတင်းဌာနကအေပြောခွင့်ရပုဂ္ဂိုလ်ခိုင်တုခထံတို့ညောင်ကျိုးစစ်ကောင်စီစခန်းသိမ်းပိုက်ရရှိမှုအခြေအနေနှင့်ပတ်သက်ပြီးဆက်သွယ်မေးမြန်းရန်တုံ့ပြန်ဖြေဆိုခြင်းမရှိပေညောင်ကျိုးစခန်းသိမ်းတိုက်ပွဲတွင်စစ်တပ်ဘက်မှတေဆုံးသူများပြားပြီးအရှင်ဖမ်းဆီးရရှိသောစစ်တုံးမှန်းများရှိကလက်နက်ခဲယမ်းများကိုလည်းအေအေကသိမ်းဆည်းရရှိထားကြောင်းသိရှိရသည် ညောင်ကျိုးစခန်းမကြစင်ရန်အတွက်စစ်တပ်ကစစ်မှုထမ်းတပ်သားတင်များအပါအဝင်စစ်ကူအင်အားရာပေါင်းများစွာပေးပို့ခဲ့ပြီးလေကြောင်းပစ်ကူများဖြင့်တောက်လျှောက်ခုခံခဲ့တော်လဲနှလားနီးပါးကြာမြင့်လာခြင်းဖြင့်စခန်းကိုလက်လွတ်ပြီးစုပ်ခွာထွက်ပြေးရခြင်းဖြစ်တယ်စစ်ကောင်စီတပ်များနှင့်စစ်စစ်ကူတပ်များမှလက်ရှိအုပ်ရှိပင်မြို့ကိုအခြေပြု၍အကြီးအကျယ်ခုခံစစ်ပြင်ဆင်နေကမြို့ကိုအခြေပြုထားသောအမြောက်တပ်စခန်းများကလည်းလက်နက်ကြီးများဖြင့်အချိန်လုံးပစ်ခတ်နေကြောင်း အုတ်ချင်းမြင့်မြို့အနီးတွင်စစ်တပ်၏လက်နက်ကြီးပစ်ခတ်တံများကိုကျယ်လောင်စွာကြားနေရကြောင်းစစ်ကောင်စီ၏စစ်ရင်တန်းများမှလည်းအုတ်ချင်းပင်တောင်းဗထောင်းလမ်းပိုင်းတွင်အသက်အစင်းများပြားနေကြောင်းသိရှိရသည်။အေအေကထိုးစစ်များကိုရခိုင်ပြည်နယ်နှင့်ထိစပ်နေသောအေအာရီတိုင်းဘကိုးနှင့်မကွေးတိုင်းတဲ့အထိထိုးဖောက်ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်းအေအေကတရားဝင်သတင်းထုတ်ပြန်ထားသည်တဲ့နော်။ဒါကတော့အစမီဒီယာတွေမှာပါလာတယ်။ဒါခေတ်တည်းမှာသိသိလာပြီပေါ့နော်။အဲ့တော့လက်ရှိအေအေက ထိုးစစ်ကပကိုးထဲမှာဒါဒုတိယအကြိမ်မှာဆက်လက်စခန်းတိတ်နိုင်ခဲ့တာအေကပကိုးတွေမဟုတ်ပါဘူးအခြားနေရာတွေမှာလည်းအများကြီးစစ်ဆိုင်ထားတာရှိပါတယ်ကျွန်တော်တို့တွေကပြောလို့မရတဲ့အရာတွေရှိတဲ့အတွက်ဘယ်နေရာတွေမှာဘယ်ရောက်နေလဲဆိုတော့ကျွန်တော်တို့တွေကမီဒီယာတွေမှာမပေါ်လာမရှိကြုံပြောလို့မရအောင်ဒါပေမဲ့လက်ရှိ AA ဆိုင်ထားတဲ့စစ်တီအင်းကကျေပြန့်စွာဆိုင်ထားတာနော်အခြားရမတိတဲ့ကရခိုင်ပြည်နယ်ဟိုထိတ်မှာတိုက်နေတယ်ဟိုဘိတ်မှာသွားပြီးတိုက်ထားတယ်အဲ့အကွာဝေးကိုကြည့်လိုက်အခုလက်ရှိစင်ထားတဲ့ဟာဒီဘလောက်ထိ ဝင်သားပြီလဲဆိုတာကျွန်တော်တို့ပြီးဆုံးပါအဲ့ဒီအတွက်လဲကျွန်တော်တို့ဒီဘက်ကနေနိုင်တဲ့နေရာကဝိုင်းကူနေတာတွေအများကြီးရှိပါတယ်အဲ့တော့ပြည်သူတွေကိုအဓိကပြောချင်တာကျွန်တော်တို့လက်ရှိထိုင်းမှာဒီကာလအကျက်တဲတဲ့အတွက်နော်နိုင်ငံရေးနဲ့ပတ်သက်တဲ့လုံထုံးလုံနည်းတွေကိုအရင်လိုပွင့်လင်းမြင်တာဆိုတာထပ်ပြလို့မရဘူးတင်ပြလို့မရတဲ့ပုံနားလည်ပြပါဒါပေမဲ့လက်ရှိတော်နိုင်ရေးမှာအေအာပြည့်ပြတ်တတတိုက်နေပါတယ် A နဲ့တူတူ ARD တိုင်းမှာရှိတဲ့ PDF တွေမြောက်များစွာလက်တွဲပြီးနေပါလေအဲ့ဒီ PDF တွေအားလုံးကလည်း ARD တိုင်းအတွက်ပြန်လဲတိမ့်ပိုက်ရရှိမှာဖြစ်ပါတယ် ဒီညမှာစစ်ကောင်စီအနေနဲ့ကအခုဆိုရင်ဒီဘကိုအဆက်မှာခံစစ်ကိုတေချာပြင်ပြီးတော့ခုခံခဲ့တာအခုဆိုခွေးပြည့်ဝက်ပြည့်ပြည့်ပြီးစကန်းစွန့်လွတ်လိုက်ပါတယ်အဲ့လိုပဲ ARD တိုင်းထဲမှာလည်းခုခံစစ်ကိုပြင်ဆင်ပြီးတော့နေနေတဲ့စစ်ကောင်စီတပ်စခန်းတွေအများကြီးရှိတယ်ဒါပေမဲ့ပြောချင်တာကဘလောက်ပဲခုခံစစ်ပြင်ပြင်ကျင်းနေလက်လွတ်ကနေပဲဘာဖြစ်လို့လက်ရှိစစ်ကောင်စီဘက်မှာခုခံစစ်ပြင်းတဲ့ထဲမှာပါဝင်တဲ့တပ်သားအများစုတီစစ်မှုထမ်းဥပဒေကနေပါတဲ့လူတွေကိုပါရှေ့ထမ်းပို့ထားတာဖြစ်တယ် အဲ့တော့စစ်မှုထမ်းဥပဒေနဲ့ပါတဲ့လူတွေအားလုံးကတာမန်ပြည်သူတွေအားလုံးတိတဲ့တိုင်းတစ်နှက်နဲ့ချက်ဖောက်နိုင်ဘယ်လိုပြီးလို့ပြီးမှမသိဘူးဟုတ်တယ်နော်သူတို့မှတိုက်ပွဲအတွေ့အကြုံမရှိဘူးနောက်တစ်ခုကအဓိကတော့စိတ်သက်ပိုင်းပေါ့စိတ်သက်ပိုင်းမှာသူတို့ကဒီစစ်ကောင်စီဘက်ကနေတိုက်ချင်လို့ပါဝင်ရတာမဟုတ်မလွဲတာလို့သူတို့ပါဝင်ရတာဖြစ်တဲ့အတွက်တစ်ဖက်ကတစ်နှက်တန်တစ်ချက်ဖောက်နေတယ်ဒါရန်သူမဟုတ်ဘူးဆိုတော့သူတို့ကောင်းကောင်းတိတယ်အဲ့ဒီအတွက်သူတို့ရဲ့စိတ်ကလုံးဝစစ်တိုက်ချင်စိတ်မရှိဘူးဒီပေါ်မှာစစ်ကောင်စီကတပန်းချုံတာဒါပေမဲ့တစ်ခုတော့ရှိတာကလက်ရှိစစ်မှုထမ်းဥပဒေနဲ့ပါဝါတဲ့ဒူတွေပြန်လည်စုစည်းပြီးတော့ နော်အဲ့ဒီစခန်းတွေထဲမှာပြန်ခုခံတိုက်ပွဲဝင်ပြီးတော့ပြန်လည်းထွက်ပြေးလာတာလေးတွေအများကြီးရှိတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အဓိကကတော့စစ်မှုထမ်းဥတွေထပ်ဝင်မဲ့ဒူတွေရောဝင်ပြီးသားဒူတွေရောအနေနဲ့တိရမှာရန်ဒူဒီစစ်ကောင်စီဆိုတော့ကောင်းကောင်းတိရလောလောဆယ်ငါတို့ကရန်ဒူလက်အောက်မှာတိုက်ရောက်နေပါလားဆိုတဲ့အဲ့ဒီစစ်မှုထမ်းတွေကိုဝင်ဝါတဲ့လူငယ်တွေကကောင်းကောင်းတိထားမယ်ဆိုရင်ပြပွဲကပြီးပါတယ်နော်အဲ့တော့လက်ရှိတော်လှန်ရေးမှာစစ်ကောင်စီကဘာလုပ်နေလဲဆိုတော့တိုင်းနာအီယာ OSD အားလုံးကိုလိုက်ရှိနေတယ် အခုဆို MNDAA ဆိုရင်ဒါတရုတ်ရဲ့ PR ကြောင့်ဘာမှလုပ်လို့မရတော့ဘူးเนาะ TNN တွေဆိုလည်းပုံစံတွေပြောင်းလာတယ်လို့ပြည်သူတွေဒါဝေဖန်တာနဲ့ထွက်လာတယ်တကယ်လည်းပုံစံတွေပြောင်းနောက်တစ်ခုဆိုတာကဒီ KIA နဲ့ဖြစ်ပေါ်မှုမှာအဲမတင်မြတ်မှုတွေကခဏခဏဖြစ်ပေါ်လဲတဲ့ဒါပြည်သူတွေကဒီကိစ္စမှာတော်တော်မကြိုက်ဖြစ်လာကြတယ်ချင်းချင်းပြောရင်တော့ချင်းချင်းဖြစ်တာကိုလုံးဝအားမပေးဘူးပြည်သူတွေကဒီချိန်မှာအဲ့တော့တက္ကသိုလ်စီနေနဲ့အဓိကလက်ရှိတိုက်နေတဲ့ညီနောင်မမိတ်၃ဘွဲ့ TNN တွေ MNDAA စတဲ့ညီနောင်မမိတ်၃ဘွဲ့အပါအဝင် အချမ်းတော့တိုင်းသား EOS တွေနဲ့ तू ကညှိလိုက်မယ်ဒီတိုင်းသား EOS တွေကငြိမ်ဝမ်းမယ်ဆိုရင် तू ကမြေပြတ်ကိုအမှုတ်ရှင်တာသူတို့ပြောထားတာတခါလည်းရှိပါတယ်မြေကြီးပဲကြံစည်တဲ့သူတို့မြေကြီးပဲယူမယ်အဲ့လောက်ထိရုပ်မာမဲ့စစ်တပ်ပါအဲ့တော့ကိုရန်သူကအဲ့လိုစီစဉ်နေတဲ့အချိန်မှာကိုကရန်သူတဲ့တကွက်တာဖို့တော့ကျွန်တော်လိုအပ်ပါတယ်နော်ဒါကြောင့်မလို့အဓိကကျွန်တော်ဒီຫນွေမှာလုတ်ပြမှာဒီ ်အေရဝတီတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းကျွန်တော်စစ်မျက်နှာဖြင့်ကောင်းကောင်းဖော်ပြနိုင်ဖို့အရေးကြီးတယ်ဒါ NUG ရဲ့အခမ်းအနားပါဝင်တယ်အဲ့ဒီနေရာမှာစစ်မျက်နှာမြင်ဖော်ဖို့အတွက်ကျွန်တော်တို့ NUG မှာဘတ်ဂျက်မရှိပါဘူးခရမ်းမရှိပါဘူးလက်နက်မရှိပါဘူးလို့အော်နေုံနဲ့မရပါဘူးနော်လက်ရှိနေ NUG လုပ်နေတဲ့အပိုင်းတွေအများကြီးရှိပါတယ်ကျွန်တော်တို့တည်တည်တောက်တည်ပါတယ်အဓိကပါတယ်မဟာမိတ်ဘိုင်းကိုကြစ်လက်ဆိုတာတိဆောက်ပြီးတော့ငါတို့အဲ့ဒီဘက်ကအကျက်သွားကင်လိုက်တာနဲ့အခု MNDA လိုပေါ့ နော်ဒါ MND ကိုတယောက်က pressure တွားပေးတာလေ MND ရဲ့စစ်မျက်နှာလုံးဝရက်တန်သွားတယ်အဲ့တော့ရက်တန်မယ်ဆိုရင်တော့မှရက်တန်ပေးလိုက်မလွှဲတာလို့ MND ရဲ့စစ်မျက်နှာရက်တန်မယ်ဆိုရင်ရက်တန်ပေးလိုက်ဒါပေမဲ့ MND စစ်သားတွေဘက်ဒစိတ်ယူနီဘောင်းမှာ PDF ချက်ချင်းတက်ပြီးတော့မြေပြန့်စင်းကျိတ်နိုင်မှုအတွေ့လုံနိုင်ရမယ်ဒါတွေအားလုံးက NUG မှာရှိတဲ့လူကြီးပိုင်းတွေရဲ့နိုင်ငံရေးရည်ချိန်ပေါ်မူတည်ပါလိမ့်မယ်ဟုတ်တယ်နော်အဲ့တော့ရတယ်တစ်ဖက်မှာမဟာမိတ်ကိုကြစ်လက်စွာတည်ဆောက်ထားရင်မင်းတို့ဖိအားမျိုးကြောင့်ရည်ဆိုင်လာရတယ်ချက်ချင်းယူနီဘောင်းလေးပဲ အဲ့ဒီလက်နက်တွေအဲ့ဒီယူနီဖောင်းတွေမြေပြောင်းချင်းချင်းဆင်းလာခဲ့ကြမှာဆိုရင်ကျွန်တော်တို့ရဲ့တော်လှန်ရေးကိုဘယ်တော့ပဲပိတ်ပင်ပိတ်ပင်ကျွန်တော်တို့ကရက်တန့်သွားစရာအကြောင်းမရှိနော်လက်ရှိမှာလည်းအခုဟိုတည်င်းကတော့အတီးပြုချက်မရသေးဘူးတခုကြားရတာအဲ့ဒါဘာလဲဆိုတော့ဒီ TNA နေနဲ့ KNA နေနဲ့ပြဿနာတွေထိတွေ့မှုတွေမျိုးစုံဖြစ်တယ်အဲ့လိုဖြစ်တဲ့နေရာမှာဟိုတခါဟိုရက်ကလာဖြစ်တဲ့စကမ်းတစ်ခုမှာဆိုရင် KNA ဘက်ကဂိတ်ဆောက်တဲ့စစ်သားအယောက်20လောက်ပဲရှိတယ် ဒါပေမဲ့ TNNA ဘက်ကတက်ပြီးတော့လာပြီးတော့စခန်းကိုရိုက်ဖြိုးရိုက်ဝါလာလူတရာကျော်တက်လာပြီးအင်အားတရာကျော်တက်လာပြီးရိုက်ဝါဒါမျိုးတွေကအင်အားတွေ KIA မှာညော့နေတယ်ဘာကြောင့်ညော့နေတယ် KIA မှာရှိတဲ့အင်အားတွေအားလုံးအညာကိုပို့လာတယ်။နော်လက်ရှိ KIA ရဲ့ရှင်းတဲ့စစ်မျက်နှာပြင်တွေပို့လာတယ်။အဲ့ဒီကသူတို့ရဲ့နောက်တန်းစစ်မျက်နှာပြင်တွေသူပြင်သူတို့စုံမထားတဲ့ဒေတာတွေမှာအင်အားတွေကိုထုံးထုံထားတဲ့အတွက်ဒီပေါ်မှာအင်အားတွေကိုပြန်လိုလိုလာပြီးအညာမှာပို့ထားတဲ့ KIA ရဲ့အင်အားတွေကိုပြန်လဲခေါ်မယ်လို့ကြားသိထားရတယ်။ဒါဟုတ်လားမဟုတ်လားတော့မတိဘူး။ ဒါပေမဲ့တည်င်းနေမှာတော့ဒီဘူးချက်မပို့လာကြဘူးဘလို့ဖြစ်ဖြစ်သူတို့ဖြစ်လာမယ်ဆိုရင်ဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးเนาะနောက်တန်းမှာလုံနေဖို့အရေးကြီးတယ်နောက်တန်းဆိုတာရှင်းရှင်းပြောရရင်တော့ကျွန်တော်တို့ရန်သူလည်းရှိတော့တာမဟုတ်ဘူးဒီမြေပြန့်ကိုအားလုံးပိုင်အောင်တိုက်လိုက်နိုင်မယ်ဆိုရင်စကိုင်းမကွေးပကိုးအေယဝတီဒီ၄ခုကိုကျွန်တော်တို့ကပြတ်အောင်စစ်မျက်နှာဖြင့်ပြတ်အောင်တိုက်နိုင်မယ်ဆိုရင်ရန်သူဟာကျင်းနေပြိုလဲပါတယ်အဲ့တော့မင်းအောင်နိုင်ကသူ့ပလန်နိုင်တူတူကသူကတော့နောက်ဆုံးထွက်တဲ့ချိန်အောင်လို့မင်းအောင်နိုင်ကဘယ်ချိန်ကြီးအောင်မလဲသူ့ကို ဖမ်းချုပ်ထားပြီးတော့နော်ပါဇက်ပေါက်တစ်ပေါက်ကိုလွတ်ထားတဲ့အချိန်အဲ့ဒီပါဇက်ပေါက်ကနေအမိတ်ပေးလို့ရရင်သူအမိတ်ပေးနေဦးမှာပဲအားလုံးအဲ့ဒါအရန်ဆိုးတဲ့ကိစ္စနော်ဒါသူ့ဘက်ကလည်းမှန်တယ်နော်သူ့ဘက်ကလည်းမှန်တယ်ဆိုတော့သူ့နေရာမှာဘလူပဲဖြစ်ဖြစ်ဒီထက်ဆိုမယ်ခင်ညွတ်လို့ကောင်းမျိုးလားမင်းအောင်နိုင်ငံမှာအာနာတိတ်ကြီးဒီထက်ဆိုမှာကျင်းကြီးတယ်တော်တော်မင်းအောင်နိုင်ငံညံ့ဖျင်းနဲ့စောက်သုံးမကြတဲ့ကောင်းမှုလို့ဒီလိုအခြေအနေဖြစ်နေတယ်အဲ့တော့သူ့ဘက်ကအဆုံးစွန်စီမိုက်မဲ့ပွဲ ကျွန်တော်တို့ပြည်သူဘက်ကနက်နက်ထိတာလည်းအဲအထိမှဆိုလို့၆မှဆိုလို့ဆိုတဲ့ဟာမျိုးတွေလုံနေကြလို့မရဘူး။နော်အတောက်တရားတွေနဲ့ကျွန်တော်တို့ရင်ဆိုင်နေကြမယ်ဆိုရင်တော့နောက်ထပ်နှစ်ပေါင်းများစွာကျွန်တော်တို့စိတ်ရင်ဆိုင်ရအောင်ပါပဲ။နော်ရန်သူဖြစ်တဲ့သူကသူကနောက်ဆုံးရင်တေလူတေတောင်မှတုတ်တယောက်တည်းတေတာမဟုတ်သူ့ဘဝသူ့မျိုးဆက်တွေမှာအဲ့ဒီတော့သူကရှေ့တိုးလို့မတော်လို့နိုင်ခဲ့မယ်ဆိုရင်သူဘယ်ရင်ဖြစ်မှာ။အဲ့တော့တေမြေကြီးရှေ့ရွှေကြီးဆိုတာလက်ရှိမင်းအောင်နိုင်အောင်ပြောတာ။အဲ့တော့အဲ့လိုကောင်မျိုးတယောက်က လွယ်လွယ်ကူကူနဲ့ခေါင်းညှိပြီးနောက်ဆုံးမှာဘယ်တော့မှဖြစ်မှာမဟုတ်ဒါကြောင့်မလို့လက်ရှိစစ်ကောင်းဆောင်တွေနဲ့ဆွေးနွေးဖို့ဆိုတဲ့ကိစ္စလုံးဝမဖြစ်နိုင်လုံးဝမဖြစ်နိုင်တဲ့ကိစ္စရန်ငါပြတ်အောင်တိုက်ဖို့ဝေရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့တော်လိုင်းအင်းရဆိုတဲ့ဘက်ကရန်ငါပြတ်ဖို့လိုရတယ်ဒီကာလမှာဂျာထဲမှာအချင်းချင်းတိုက်ခိုက်မှုတွေကအင်မတန်ဆိုးတယ်နော်ဒါကြောင့်မလို့ဒီအခုလက်ရှိဆိုအေးအေးဆိုရင်တက်သားတယ်လုံနေတာအေးအေးအခြားစစ်မြေဖြစ်နေအများကြီးရှိတယ်အဲ့လိုမျိုးဖြစ်နေရမယ်အချမ်းတော်တိုင်းသားအီးရဝဲစီတဲ့အေးအေးပုံစံမျိုးဖြစ်နေခြင်းပြက်ပြက်တတ်တတ်နဲ့တိုက်အေးအေးပြမနစ်တနေရမှာ နော်နာခစ်ပြီးမှဖွဲ့စည်းခဲ့တဲ့လက်နက်ကင်ဖွဲ့။ဘာကြောင့်အင်အင်အားကောင်းတယ်။နော်နှစ်ပေါင်းများစွာတိစောက်ခဲ့တဲ့ KNU တို့ဟုတ်တယ်မလားအခြားသောတိုင်းတပ်ဖွဲ့တွေဒီဒီမွန်လက်နက်ကင်ဖွဲ့တွေဒီဘက်ချမ်းမှာတောင်ပိုင်းချမ်းမှာဆို KNU ရှိတယ်မွန်လက်နက်ကင်ဖွဲ့ရှိတယ်ဒါတွေကဒီတောင်ပိုင်းတိုင်းကိုဥဆောင်ပြီးတော့နယ်မြေတစ်ခုပြီးတစ်ခုပိတ်သိမ်းရမှာ။အဲ့ဒီဥဆောင်မှုအောက်မှာ PDF တွေပါပြီးတော့အကုန်လုံးတိမ်းပြရမှာ။တောင်ပိုင်းကိုကျွန်တော်တို့တိမ်းနိုင်ပြီဆိုထိုင်းရချက်ချင်းအတန်ကြောင်းမှာ။လက်ရှိထိုင်းမှာရောက်နေတဲ့ပြည်သူတွေအားလုံးခံစားနေရတာဒီ ျွန်တော်တို့တော်နိုင်ရေးဘက်ကပြတ်သားဆိုမပြတ်နိုင်ဘူးနော်ကရင်ပြည်နယ်ကစာပြီးတနင်္လာရီတိုင်းတကြောလုံးကိုတော်နိုင်ရေးအင်အားစုလက်အောက်ထဲကြားရောက်သွားကြည့်ထိုင်းရဲ့အချို့ဘလို့ပြောင်းသွားမလဲဆိုတာအဲ့ဒါအဖြေပဲအဲ့လိုအဖြေရဖို့အတွက်ကျွန်တော်တို့တွေကကျွန်တော်တို့ဆိုပို့ဆိုးတယ်ဒီတနင်္လာရီတိုင်းနဲ့တောင်ပိုင်းတိုင်းကိုတော်တော်လေးကိုပန့်ဖိုးပေးခဲ့တယ်နော်ငွေအားလူအားကိုတိုင်းစင်းဘာကြောင့်လဲအဲ့ဒီတောင်ပိုင်းတိုင်းကိုရစေချင်လို့တောင်ပိုင်းတိုင်းရဝိုင်းရင်ငါတို့ထိုင်းမှာရှိတဲ့လူတွေရဲ့အေးစေးလွတ်လပ်စွာပေါက်ပါးသွားလို့ရမယ်ထိုင်းဆိုးအနေနဲ့ ပြည်သူဘက်ကချက်ချင်းရက်တည်လာလိုက်တယ်အဲ့ဒါလို့ဖြစ်စေခြင်းနဲ့အတွက်တောင်ပိုင်းကိုဖိအားပေးတယ်ဒါပေမဲ့အခုချိန်အထိရောက်တဲ့ခရီးမရောက်ဘူးဒီကြားထဲမှာမကောင်းတဲ့လူတွေစွန့်ဆန့်နေပါလေကြွက်ကြီးတွေကြောင့်တကယ်လုတဲ့လူတွေစိတ်သက်သာတဲ့လူတွေကြားတယ်နော်လက်ချော့လိုက်တဲ့လူတွေချော့တယ်အဲ့တော့တိုက်ပွဲကိုဟိုစီးပွားရေးဆက်ဆံလုတဲ့အရာတွေတော့တွေ့လာတယ်ချွတ်နေတယ်ဆိုဒါတွေကမဖြစ်တဲ့ကိစ္စတွေဒါကြောင့်မလို့တော်နိုင်ရေးစိတ်နဲ့တော်နိုင်အတိနဲ့တော်နိုင်အတွင်းနဲ့တွားကြမယ်ဆိုရင်ကျွန်တော်တို့တော်နိုင်ရေးပြီးတာကြားပါပြီ။နော်ဒါကြောင့်အေအေပုံစံမျိုးအခြားသောတိုင်းသားလက်နက်ကင်တွေကိုလည်း ဖြစ်စေချင်ပါတယ်ကျွန်တော်တို့တွေကအတူတကွရန်သူကိုပူပေါင်းတိုက်ပြီးဘုံရန်သူကြပြီဆိုမှလာမင်းကဘာအခွင့်အရေးယူမလဲငါကဘာအခွင့်အရေးယူမလဲမင်းကဘယ်နေရာမှာနေမလဲငါကဘယ်နေရာနေမလဲအားလုံးကိုညှိလို့ရပါတယ်အဓိကကျွန်တော်တိုက်ရမှာဘုံရန်သူပါနော်အေအေရဲ့အောင်ဝဲလိုပဲအခြားတော့ကျွန်တော်တိုင်းနာအီယဝဲပါဝင် PDF ဒီအားလုံးနဲ့တို့အောင်ဝဲတွေအများကြီးစုကူးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်